ျမတို့ရဲ့ New Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမတို့နေဖပြမယ့်အဆောင်လေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမြေဝဲဆိုတဲ့အဆောင်ကလေးရဲ့အခန်းစာပဲဖြစ်ပါရရှင်။ดอถွေးดีหล่านหน่วยอตันจ้าเลยก้องโกมะพอรอเวอตาเมียตะสะสะตုံล้วยณีลีดี ဒေါ်ထွေးလာပုံထူးဆန်းနေသဖြင့်လှနယ်မှာခေါင်းနှပန်းများကြီးသွားက မျက်စီထဲတွင်ဘာမှမမြင်တော့ပဲမိုက်ခနဲဖြစ်သွားပြီးဒေါ်လေးဟုခေါ်လိုက်သည်ဘယ်တော့ကရောက်တယ်လဲအမေကောအမေဘာဖြစ်လို့မလာသလဲအသက်ကိုမရှူနိုင်ပဲမောကြီးပန်းကြီးမင်းနေတော့လှွယ်ဤအတန်မှာမချောရင်အားတလန့်လန့်ဖြစ်အောင်မချိတရီဖြစ်စေလေသည် မန်ချောရင်သည် တကယ်ပေါင်း၌ပင်လှနယ်တို့အားကြောခိုင်းပြီးရက်နေလေသည် အကြီးကလှနယ်လက်ထဲကဈေးချင်းနှောင်းကိုလှမ်းယူလိုက်ပြီးထိုင်ဟဲဟိုစိတ်မကောင်းတဲ့နေပြောလိုက်သည်လှနယ်သည် ပြူးကျဲသောမျက်လုံးကြီးများဖြင့်ဒေါ်ထွေးကိုကြောင်ကြောင်ကြီးကြီးကထိုင်မှန်းမသိထိုင်ချလိုက်သည်ဒေါ်ထွေးမှာချုပ်တီးမျိုးသိမ့်ထား၍မထားနိုင်တော့ပဲ ညီးမေမရှိဘူးလှနွယ်အမဆုံးသွားပြီဟို၍ခက်ဖြေးဖြေးပြောလိုက်ပြီးနောက်အမရေအမရဲ့ဟိုအတန်တက်တဲ့နှင့်လွမ်းတာပူဆွေးလျက်ကြဲ့၍ငိုချလိုက်သည်လှနွယ်သည် အမလေးဟုတစ်ချက်သာအွန်နိုင်လျက်မျက်နှာကို လဝါးနှစ်ဖက်နှင့်အုပ်လိုက်ပြီးလျှင်အသည်းဥပြံမတန်ပူလောင်သောပရိဒီဝါဖြင့်တရှုံရှုံငိုကြွေးလိုက်လေသည် စိတ်ရှိတိုင်းနင်းကံអော်ហ៊ី၍သာငိုလိုက်ခြင်း၏ရွာမသာဆိုလျင်လူးလင်ဟစ်អော်ငိုကြွေးမိမိအမှန်ဖြစ်လေ၏ရက်ခုသောသူများအိမ်တွင်ဟူသောအသည်နှင့်အတံမထွက်ဖဲရှိုက်ငင်ကကြဲ့၍မြဲ့ရီမူရွာချရာပေ၏ထို့သောအာရအောင်ငိုကြွေးနေရမှာဘာယောဂာနဲ့ဆုံးတာလဲတော်လေးရဲ့အခု မตาမချရသေးဘူးမဟုတ်လားဟိုသူ့အတန်ကိုကြိုးကြိုးဆာဆာအနိုင်နိုင်ထိမ့်မင်းနေသည်ကိုဒေါ်ထွေးနေတကွာအားလုံးပင်စို့သွားကြလေ၏ဆုံးနာကြပြီလှနှင်းဝါကောင်လာကပဲရွာမှာတိုက်ပွဲဖြစ်တုန်းကခေါင်းကိုကြည်စမ်းမှန်လို့ပွဲချင်းပြီးတည်သွားတာပဲအဲ့ဒီတုန်းကညီးစီကိုဘလို့မှအကြောင်းမကြားနိုင်ဘူးချက်ချင်းမြုပ်ပစ်လိုက်ရတယ် အဲ့ဒီနေ့ပါပဲအေးတို့ရွာမှာမနေဝင်လို့ထွက်ပြေးနေရတယ်။နောက်ကွန်မြူနစ်တွေအုပ်ပြီးအေးသွားပြန်တော့လဲရထားလမ်းတွေပြက်နေတော့လာမပြောဝင်ဘူး။အခုလဲရထားပြန်ထွက်မှလာခဲနိုင်တာ။ကြားရသူနားခံသားအောင်ဒေါ်ထွေးသည်သူ့စကားကိုစီကာပါကုံတလုံးချင်းခက်ဖြေးဖြေးကလေးပြောလေ၏ သို့သောသူ့စကားမှာလှန့်ွယ်ဤနားထဲ၌မကြားနိုင်အောင်ဆို၍နေ၏တော်ထွေးဤမျက်နှာကိုကြည်ရင်ကြည်ရင်လှန့်ွယ်မှာခြောက်ချားလာလျက်ကြီးစွာသောစိတ်မချမ်းသာခြင်းဖြင့်ရင်ထဲ၌အလိမ့်လိမ့်တက်၍မျက်ခုံးတွင်တဖြည်းဖြည်းအထက်သို့ပင့်တက်လာပြီးနောက်ရုံးတရေပြန်ကျသွားလေသည် လာနွေက စကားတစ်လုံးမှမထွန်းနိုင် တရင်တရိုင်းနဲ့အနီးရှိဆန်အိတ်ကြီးပေါ်သို့မှောက်မီလိုက်ရသည်နှုတ်ခမ်းတွေတုံနေအောင်ကြိုက်၍ထားသည်အော်ဟင်း၍မငိုကြွေးမိလေအောင်မျက်လုံးများကိုတင်းတင်းကြီးမှိတ်ထားလေသည်လာနွေသည်ဆန်အိတ်ပေါ်တွင်ခေါင်းမောက်ခါတစ်ချိန်လုံးတူနေခြင်းသလို နေရလေ ြည်သူမှသူ့ကိုလာမနှောက်ရှက်ဖဲအနာမှဖြတ်သွားကြခြင်းပင်ခြေကိုကြွလျက်ဖြည်းဖြည်းတက်သာလှမ်းသွားကြလေသည်မန်ချောရင်သည်ထိုနေ့အဖို့ကြောင်းမတန်နိုင်အိမ်ရှိနေနောက်ပြီးဝင်လိုက်ထွက်လိုက်ပြာများနေလျက်လှနွယ်ဤဖြစ်ရင်ကိုမချီတင်ခဲအတဲမြင့်မတန်ဖြစ်နေလေသည် နေကြီးအတော်မြင့်လာ၍မချောရင်သည်လှနွယ်နားတွင်လာထိုင်ကထမင်းကလေးတလုံးလောက်စားလိုက်ပါလားကွယ်ဟိုလေးတန်းကလေးဖြင့်ဖြင်းချင်းစွာချော့ပြောလိုက်သည်လှနွယ်သည်မှောက်နေရာမှမျက်နာကိုတစောင်းဖော်လျက်မျက်ရည်ထဲတွင်နင်းမြုပ်နေသည့်မျက်တောင်များကိုယုံလံကသူ့ကောင်းကိုဖြည်းဖြည်းခါပြသည် ထိုနောက်ချက်ချင်းပင်မျက်လုံးများကိုပြန်မိတ်လိုက်သည်စိတ်ကိုတက်နိုင်သမျှသာဖြေပါတော့ကွယ်အားတော်မငယ်နဲ့အမတရားလုံးရှိသားပဲသိတယ်မဟုတ်လားကွယ် မချောရင်သည်ပခုံးကလေးကို လဝါးနှင့်ပုတ်တပ်ပေး၍ယူရကျဲနာစွာ ပြုံးဆူနှိမ့်သိမ့်နေလျာလှနှွယ်၏ပိတ်ထားသောမြက်ခမ်းမှမျက်ရည်လုံးကြီးများသည်တလုံးပြီးတလုံးထွက်ကြလာလေသည်မချောရင်သည်ထိုစကားကိုအစွမ်းကုန်ကြိုးစား၍ပြောရ၏ နောက်ထပ်စကားကို တခုံးမှပြောမရတော့၍အနာနိုင်အကြကြီးညင်၍ထိုင်နေလေသည်မချောရင်ထသွားမှဒေါ်ထွေးလဲလှနှွေအနာသို့လာထိုင်လျက်တတူးတူဖြောင်းပြချော်မော်နေလေသည်လှနွယ်သည်ဆန်အိတ်ကိုမေးမီ၍ပင်ကောင်းတင်ထားကမျက်လုံးမဖွင့်ပဲဖုံးလိုက်ဖုံးလိုက်နှင်းရှိုက်ရှူနေလေသည် ဖုန်းကြီးကလည်းညီသဘောပဲတဲ့ပြန်ခြင်းလဲခေါ်ခဲ့တဲ့မပြန်ခြင်းလဲထားခဲ့တဲ့ညီတို့တဲကလေးတော့ပြစ်ကြခတ်ကြတာနဲ့ပြိုသွားပြီတချို့ပစ္စည်းကလေးတွေငါတဲမှာယူထားတယ်ဘဲနဲ့လဲပြန်လိုက်မလားလှနွယ်လှနွယ်ကဘာမှမကြားတကယ်သူလှုပ်ရှားခြင်းမရှိပဲငြိမ်နေလေသည်မြတ်တင်လဲလီစိတ်မကောင်းရှာဘူးဟဲ့ညီကိုခေါ်ခဲ့ပါတရားရမှားလိုက်တယ် နောက်ပြီးမောင်သိန်းအကြောင်းလေညီကိုပြောပြဖို့တဖွာဖွာမှလိုက်သေးတယ်။သူတို့လည်းဘကိုးပြောင်းမဲ့ဆဲဆဲပဲတိုက်ပွဲတွေဖြစ်နေတာနဲ့မပြောင်းပြစ်ဘူး။တော်ထွေးသည်စကားကိုခိတ္တရရဆိုင်လျက်ဆက်ပြောရကောင်းမကောင်းတွေးနေ၏ လှຫນွယ်ကိုပြောရသည်မှာစံအိတ်ကိုထိုင်ပြောရသည်နှင့်မချာဘာမှမထူကြ၍တလဲစာတဲ့စုံးအောင်ပင်ဆက်ပြောပြလိုက်သည်အဲ့ဒါအီကွန်မြူနစ်တွေထွက်သွားတော့အစိုးရတပ်တွေဝင်လာပြီးရွာတွေကမတင်ကားလဲသူတွေကိုဖမ်းတဲ့အထဲမှာသူလဲပါသွားတယ် လှနှွေသည်မျက်လုံးများကိုစက်ခနဲတခဏမျှဖွင့်ထားလိုက်ပြီးနှုတ်ခမ်းများကိုကြုံဝင်အောင်စေ၍နေ၏။မောင်သိန်းကလည်းမောင်သိန်းပဲနိုင်ငံရေးသမားတွေနဲ့ရောထွေးပြီးနေတာကလား။တင်းနှန်းတရတာနဲ့ဘာနဲ့ဒီတော့မတင်ငါဖြစ်ပြီးဖမ်းတာပေါ့။ပထမတော့ကဝအချုပ်ထဲမှာပဲ။နောက်တော့ဘကိုးကိုပို့တယ်လို့သိရတာပဲ။ ဘခုပိုးကနီးမှာကဝါအချုပ်ထဲကနီးညီးကိုစားတစားရေးပေးသွားတာမြတ်တင်ရလို့ပေးလိုက်တယ်။ဒေါ်ထွေးဒီပြောလဲစနဲ့ခရားမှရေးသွန်းတယ်လို့မယံမနာပြောပြလိုက်ခါစကားဆုံးမှာအိတ်ထဲကစားကောက်ကလေးကိုနှာယွေလှနှွဲအားလှမ်းပေးလိုက်သည်။ လာနယ်သည်လက်ထဲသို့ရောက်လာသောစာကောက်ကလေးကိုကျစ်လီအောင်စုပ်လျက်မျက်လုံးများပြန်မိတ်ထားကတိုး၍သာဝမ်းနေပူဆွေးသွားလေသည်။ဘာများရေးထားသလဲဟဲ့ဖတ်ကြည့်ပါဦး၏။ဟူဒေါ်ထွေးကအတန်တန်တိုက်တွန်းနေ၍လက်ထဲမှစာကောက်ကလေးအားဖြန့်ကပြည့်ရှံနေသောမျက်ရည်တို့ဖြင့်မြင်းအောင်မနှဲကြည့်ဖက်ရသည်။လာနယ် တောင်းဖို့တော့မပြန်တာပဲကောင်းနေမယ်။ငါလွတ်လာတော့နင့်စီကိုစာပို့လိုက်မယ်။ပြီးပြီးသားတွေတရားနဲ့စိတ်ကိုဖြေပါ။ရင်လုံးချင်တဲ့လေအလုပ်တွေတနေ့နေ့ဒီမြေပေါ်မှာတနေ့ရရရရစီမဲလို့မှတ်လိုက်ပါ စိတ်မပြတ်နဲ့နော်မောင်သိန်း ထက်စီဂျပန်တိုက်ပွဲ၌တနိုင်ငံလုံးထောက်ခံမှုဖြင့်တလုံးတစည်းတည်းဖြစ်ခဲ့ကြသည့်သူများမှာယနေ့အချင်းချင်းတိုက်ပွဲဖြစ်လျက်တပ်ဖြန့်နေကြချေသည်ပြည်ရင်းတောင်းချမ်းမှုသည်လှနှွယ်အဖို့အမေကိုစုံရှုံခဲ့ရသည် အမေကိုသာမကချစ်သူကိုပါလက်လွတ်စုံရှုံခဲ့ရပေပြီတကားနေရတို့သည်တဖြည်းဖြည်းကုံလွန်၍လာခဲ့လေ၏ ဟာ၍နေတော်နေတသားသားနှင့်အောင်းမေလွမ်းဆော့ခြင်းသာ ကုံဆုံးခဲ့ရသောနေ့ရက်တွေပင်ဖြစ်ပေ၏။လှနွယ်သည် တမိုင်မိုင်နှင့်စိတ်ထောင်းကိုကြီးဖြစ်ရလေသည် မိမိတသက်တွင်ယခုတကြိမ်လောက်စိတ်ပြန်အားငယ်ခြင်းမျိုးကို တခါဘူးမျှမကြုံစဘူးစိတ်ထဲတွင်ဟာလာဟင်းလင်းကြီးဖြစ်လျက်ကြွေကွင်းဆင်းရဲရခြင်းဤဒုက္ခကိုခံစားရလေသည်ဘူးလုံးချင်သောလဲလဲမလုံးရသူ့အမိလဲမရှိတော့သူ့တဲကလေးပင်လက်စာတင်းသွားပြီဖြစ်၍ရွာပြန်လျင်စိတ်ဒုက္ခပုံမူ၍ရောက်မည်ကို တွတ်မိလေသည် လာနွေကခင်မင်းတွေ့တော်စရာအမေမရှိသောရွာကို မပြန်ခြင်းတော့မိမိရွာပြန်ရေးမှာ မောင်သိန်းထောင်မှလွေ၍လဲလုံးရမည်ဖြစ်မှသာ ပြန်တော့မည်ဟုနောက်ပိတ်ဆုံးခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်ကမချောရင်နေပင်နေထိုင်၍စိတ်ကိုတက်နိုင်သမျှဖြေးပြောင်းရတော်သည်မချောရင်သည်လှနွေအားရှေးကားထဲချစ်ခင်တနာမိသည် အာကိုအားထားမရှိရှာပဲတကောင်ကျွမ်းဖြစ်နေသောဘဝမှာမိမိဘဝနှင့်တူလာသည်ဟု ကိုချင်းစာစိမ်များရင်းရင်းနီနီထားရှိသည်လှနှွေကလည်းဒါပဲအမဒါပဲအမေဟုသောသဘောပိုက်ထားကသူ့ကိုဘယ်လိုပင်အေးပေးပေးရောက်တဲ့ချင်းမရှိပဲရှေးကထပ်ပင် အလိုက်တည်းပြီးပြားကျိုးနွန်နေသည် ကာလကြာမြင့်သောအခါလှနွယ်ဤဘဝမှာဤအိမ်တွင်ဒဇိန်တယံကအခိုင်းအစီအစဉ်မှာတဆင်းတဲ့တဆင်းတဲ့ခါရင်းရင်းချာချာဖြစ်လာလေ၏အေးအေးအာကိစ္စများပင်မက အတွင်းကိစ္စများပင်လှနွယ်မသိဟု၍မရှိ မတ်ချောရင်ဤအတွင်းပစ္စည်းများနေတကွာတလတလရငွေသုံးငွေမြည်၍မြည်များဝင်၍မြည်၍မြည်များကုန်ကြမန်းကိုပင် အကုံအစင်တည်၍နေ၏ကိစ္စအဝါဝါလှနွယ်ပါတိရပါသောအခြေအနေတို့ရောက်ရှိသွားပေပြီအစအစအရာရာမတ်ချောရင်ပူသလိုလှနွယ်လဲပူရသည် မချောရင်ကြောင်းကြသလိုလှနွယ်လဲကြောင်းကြသည်မချောရင်မအေးလျင်လှနွယ်လဲမအေးတော့သွေးသားများပင်မထားနိုင်ကြသောအနောတာခံသည့်ချက်ချင်းမြတာမျိုးကိုလှနွယ်ထံမှ မချောရင်ရယူရလေ၏ခိုင်မြဲသောတန်ရောစင်နှောင်ကျိုးသည်နှစ်ဦးနှစ်ဝါရစ်ပတ်ခါတင်းတင်းကြီးခြေနောင်မိကြပြီဖြစ်ပေ၏ တနေသောចောင်းပိရဲ့တွင်မချုံးရင်သည် အခန်းထဲ၌စာဖတ်နေစဉ်မိဘူကိုဆွဲကင်ကလှနွယ်ဝင်လာ၍စောင်းအုပ်ကိုချပြီးလှမ်းကြည့်လိုက်သည်ဖျားတချက်ခင်းလျက်အဝိပုံကြီးကိုဖျားပေါ်တွင်ပုံချကမိဘူတိုက်ရန်ပြင်ဆင်နေခြင်းကိုငေးဆား၍ကြည်နေရင်လှနွယ်တနေ့ကျရင်အမနဲ့ခွဲသွားမှာလားဟိုပြုံးရယ်ကလှမ်းမိနေသည် လှနွယ်သည် မီးဘူးကိုမကအင်းညီပေါ်တွင် တိုက်တော်မိဟန်လုံနေရမှ မမျော်လင်ပဲထိုသို့မီးလိုက်ခြင်းကို မီးဟိုးကင်မြောက်ထားရင်ကြောင်ကြည့်နေမိသည်မတ်ချောရင်သည် ပြုံးပြုံးကြီးကြီး၍အဖြေကိုကြားကျင်နေပေသည်လာနွယ်သည်မချောရင်ကို ပြန်၍ပြုံးရေက အဖြေမပေးပဲမီးဘူးကိုထိုးတိုင်လိုက်သည် လှနှွင်အားချစ်ခင်သည့်သဘောဖြင့်တက်တန်စကားမရှိစကားရှာ၍မချောရင်ကမင်းနေခြင်းဖြစ်လေရာ အမှန်မှာဘာစိတ်ကူးရ၍မှ မဟုတ်ပေပြောလေအမမေးတာလှနှွယ်သည် မချောရင်အားမကြည်ပဲအပြေရခက်ပုံရသောအပြုံးဖြင့် ပြုံး၍ပင်နေ၏ မေတုံးကဘာမှမဟုတ်တော့လဲလှနွယ်ဤအပြုံးကြောင့်ပိုစိတ်ဝင်စားလာသည် ခွဲသွားမယ်လားမန်ချုံးရင်သည် စရွေကြည့်ကလှနွယ်ဤအမှုအရာကိုအကဲခံနေသည်မိဘူးကိုမာ၍အနာရှိတန်ညက်ပေါ်၌တင်ချလိုက်ပြီးနောက်မန်ချုံးရင်ကို မော့၍ကြည်လေသည် ဤတွင်ရင်ထဲ၌ဆွေးမြေမျိုးထားသည့်ဝန်းထဲဝယ်ရာတို့သည်မျက်နာပေါ်၌မဖုံးနိုင်အောင်ပေါ်လာလျက်မျက်လုံးများရည်ဝေနေကမချီပြုံးပြုံး၍ခေါင်းကိုအသာညှိမ့်ပြသည်မတ်ချောရင်မှာအံ့အားကြီးတင့်သွားကမျက်နာပြက်ပြက်နှင့်လှွန်ွယ်အားတစိမ့်စိမ့်ကြည့်လျက်ရှိသည်လှွန်ွယ်ဤမျက်နာကညိုကြလျက်ရှိသည် အသက်ကိုပြင်းပြစွာရှူလိုက်သဖြင့်ရင်းမမောင်းနှိမ်သွားလေသည် သူ့အလုတ်ကိုဆက်၍ငုံပြီးလုံနေလေ၏အတန်ကြာငြိမ်သက်သွားကြသည်ဘာဖြစ်လို့ခွဲရမှာလဲကွယ်ဟုမန်ချောရင်ကစိတ်မကောင်းသောအတန်ဖြင့်မျက်နာလွဲကပြောလေသည်လှနွေကဘာမှပြန်မပြောချင် တိုင်းလက်ဆော့ကိုပြီးအောင်တိုက်လိုက်ပြီးမှမီးဘူးကိုဘေးချ၍ခေါင်းထောင်ကပြောလေသည်အိမ်အောင်ပြုတ်ဖို့အမဟေးမချောရင်တွင်အံ့၍မဆုံးနိုင် သူ့မျက်လုံးများကိုလှနှွယ်၏မျက်နှာပေါ်မှမခွာပဲရှိလေ၏လှနှွယ်ကလည်းကြည်ကွန်းစွာဖြင့်မချောရင်၏မျက်လုံးများကို ကြည်လျက်ရှိ၏အော် မန်းချုံရင်သည်ခေါင်းကို တဆက်ဆက်နှိမ့်လိုက်ပြီးနောက်ပြုံးလိုက်လေသည် သူ့သွားများမှာဖြူစင်လျက်ညင်ညာလှသည်ဘယ်သူနဲ့ပြုတ်မာတယ်ဘယ်တော့ပြုတ်မာလဲပြော့ပဲပြောစမ်းမအောင်ဟိုဆက်ပြန်ဤဘယ်တော့ပြုတ်မာလဲမသိပါဘူးအမတနေ့နေ့တော့ပြုတ်ရမှာပဲဟိုလှနွယ်သည်သူ့စကားကိုစလိုက်လေဤပြုတ်မယ်လူကရွာမှာလား ဘာလို့တလဲဟိုမချောရင်က ဖြန့်မေးသည် ရွာမှာမဟုတ်ဘူးအမထောင်ထဲမှာဟင်လှနွယ်သည်မီးဘူးကိုဆက်လက်၍တိုက်လေ၏ခနာမြငိမ့်နေပြီးနောက်မချောရင်သည် စိတ်မကောင်းလားသည့်အတန်းဖြင့်မင်းဟာကဘယ်နယ်ဟာလဲဟဲဟိုဆိုလေ၏ လှနှွယ်သည်နောက်ဆုံးအင်းကြီးကောက်ကိုဟိုဘက်ဒီဘက်ဖိထိုးလိုက်ပြီးနောက်မီးဘူကိုချထားကမချုံးရင်အားကြည့်၍ခက်ဖြေးဖြေးဆက်ပြောသည်သူကကျမတို့ရွာကပါပဲအမကျမနဲ့ငငယ်ကလေးကခင်နေကြိုက်ကြတာကတော့အရင်ရွာပြန်နှုံးကပဲအဲ့ဒီတော့ကသူ့ကိုယူဖို့ပြောပါတယ်ဒါပေမဲ့ကျမကလဲရမှအမေတို့ကိုပြောပြီးယူမယ်လို့ကတိပေးပါတယ် အမေဆုံးလာတော့လေးလာပြောတော့ငါသူကအချုပ်ထဲကစားပေးလိုက်တယ်ဒီမှာပဲနေပါတဲ့သူထောင်ကလွတ်လာတော့မှလဲတပွဲခံပြီးအကြောင်းကြားလိုက်မယ်တဲ့အမရဲ့ဒါကြောင့်လှနွယ်သည်ဤစကားများကိုတီတီချင်းနှင့်မထင်းမငော်ပြောဆိုနေလေ၏။ဘာမုန်းနဲ့ဖမ်းတာလဲ။ဘယ်တော့လွတ်မလဲ။မချောရင်ကမျက်မှောင်ကျုံ၍ဝင်မေးပြန်လေ၏။ ုံမငားတဲ့အမရဲ့လူဖို့ကတော့ရင်အကန့်တမရှိပါဘူးရွာမှာနိုင်ငံရေးတင်တန်းတက်လို့ဆိုလားမတင်ငါလို့ဖမ်းထားတယ်ဆိုပဲလားအော်နားလဲပြီနားလဲပြီမချောရင်ဒီစိတ်ပြက်ဆက်ဆုပ်စွာဖြင့်မြည်တမ်းလာရင် ဖြစ်မှာဖြစ်ရလေဟဲ့ဒါဖြင့်မင်းဟာက ခုပုံတော့စိတ်မအေးစရာပါလားဟိုပျော်ရှာလေဟွန်းရွယ်ဒီငြိမ်ကြသွားလေဒီ အင်းကြီးများကိုရေနှင့်တောက်ကခေါရိုးကြအောင်ခေါလျက်မီးဘူးနှင့်တေးသေးချာချာကြားနာစွာထိုး၍ဆက်တိုင်နေ၏မချောရင်သည်အုံမိုင်းသောမျက်နှာဖြင့်လှຫນွယ်ကို အတန်ကြောင်အောင်ကြည့်နေပြီးမှတပြင်းကြီးတစ်ချက်ရှူ၍နောက်ထပ်မေကွန်ထုတ်လိုက်လေသည်ဒါဖြင့်ဒီတငယ်ထောင်ကလွတ်လာလို့မင်းကိုလာခေါ်ပါခေါ်ရင်ပြန်မယ်ပေါ့မဟုတ်ဘူးအမေ လဲရမှလဲရမယ်ဆိုမှ ကျမပြန်မှာနုံမို့ရင်မပြန်သေးဘူးမန်းချောရင်ဒီလှနွယ်ဤစိတ်ထားကိုသုံးတန်ဝေပန်လျက်စိတ်ထဲ၌အထက်ထက်ချီကျူးထောပနာပြုမိပြီတော်သည်ရည်ရွယ်ချက်ကိုပယ်သောအခါမှစိတ်မလျှော်တော့လှနွယ်ဂရိကိုပေးထားသည့်အတိုင်းမပြတ်မကွယ်ထန်းဆောင်လိမ့်မည်လှနွယ်အာဃာဟာမလီ လှလွယ်ဤစိတ်ချမ်းသာဤအကြံအောင်မြင်ရေးကိုအမြန်ဆုံးပြည့်စုံစေခြင်းသွားလေသည်အမြန်ဆုံးအောင်မြင်သွားစေခြင်းသည်စိတ်မှာထက်တန်ပြင်းပြလာလေသည် အောင်မြင်ပြည့်စုံစေအောင်ကုညီရန်မိမိဘာမှမတတ်နိုင် တိုင်းပြည်ငြိမ်ဝှေ့ပြည်ပြားအေးချမ်းမှုနှင့်လွတ်လပ်မှုဖြောင့်မတ်မှုရှိမှသာလျှင်လှနှွေအောင်ပွဲစဉ်ရလိမ့်မည်ကိုမှချောရင်နဲ့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 တွေးမြင်လေသည်မှချောရင်မျှော်မှန်းထားသည့်ငြိမ်ဝှေ့အေးချမ်းမှုကဖြစ်မလာပေငြိမ်းချမ်းရေးကိုမျှော်မှန်းနေသောအတော်အတွင်းစူပူမှုများသည့်အချိန်ပြင်းစွာလှိမ့်၍လှိမ့်၍တွားကြလေသည် စေကြီးပြီးဆုံးသွား၍ဘုံတန်အမြောက်တန်တို့မှဆဲသွားသောကာလမကြာမချင်းသေးမီရန်ကုန်လူတို့သည်ဘုံတန်အမြောက်တန်တို့ကို တဖုံဖုံတုံအုံပြန်လဲ၍ကြာကြရာ၏အင်းစိန်ဘက်တွင် ကရင်တောင်းချမ်းသူများထား၍တိုက်ပွဲကြီးဖြစ်ပွားလိုက်သည် ကမာယောဖန်၌အမြောက်တန်များသည် ပြင်းထန်စွာ တဖုံဖုံတိုင်းတိုင်းညံသွားကကောင်းကင်တခွင်လုံးမိโกလုံးကြီးတို့ဖြင့်အုံမိုင်းညိုဆိုင်သွားလေ၏လှန်ွယ်မှာတိုင်းပြည်စုလေးလေးတောင်တွေးမြောင်တွေးနှင့်မောင်သိန်းအတွေ့ရရန်မအေးရှာပဲမြုံကျိတ်ဆွေးနေလေသည် မြန်မြန်အေးချမ်းပါတော့ဟု နေ့စဉ်ဆူတောင်းကြရလျက်လှုံရှားမှုအခြေအနေကို နားဆွင်ထားရလိမ့်ဤအင်းစိန်၌ကရင်တောင်းချမ်းသူများကို ဖြိုခွင်းနေနေပြလာ၍ပြန်လဲအေးချမ်းသွားတော့မှပင်အတန်ငယ်အသက်ရှူသာရာရသွားခဲ့ကြရသည်ရှန်ကုန်ကပဂရိပြန်လဲ၍အေးချမ်းနေပေ၏ နေများက ကံဆိုးမိုးမောင်ကြလျက်ပင်ရှိနေသည် ရွာလိုက်ချီ၍အစာတုံးမီးလောင်ပြကြပျောက်ပြက်ကုန်၏နေခြေနေများကို လူတိုင်းလူတိုင်းအခြေမှန်အကုံအစင်မတိကြ နီးစက်ရာမကောင်းရာလို့လောက်သာ နေခြေနေအဖြစ်ပြက်ကိုတယောက်ကတယောက်ပဇာတရင်ပြောပြောနှင့်တိုးတိုးတန်တန်တီးကြရသည် အယံယံအနေနဲ့နှိရှင်လိုက်လျင် ရန်ကုန်မြို့ကြီးမှာတတိတခြားဘေးမရှိရန်မရှိ စိတ်ချလောက်သည့်လုံခြုံမှု ရှိပေ၏လူသည်များသည်ဘေးကင်းရာလုံခြုံရာဖြစ်သောရန်ကုန်သို့ဝင်လာမဆဲတတဲတဲဖြစ်၍နေ၏ တော်၌မီးလောင်ပြကြ၍အိုးအိမ်မဲ့ပြေးလာကြတော်သူပစ္စည်းဥစ္စာနှင့်တောတွင်မနေဝင်း၍ပြောင်းရွှေ့ပြေးလာကြသောဒုက္ခသည်လူစင်းရဲ့လူချမ်းသာများအပြင် နိုင်ငံသားမှကြွလာကြသောပါရဂူပါမောက္ခစာသောပရိသတ်မျိုးစုံဖြင့်တမျိုးလုံးစင်ချေပုံးမှာမကြံနေစရာထိုင်းစရာမလောက်အောင်ပြေရှံကျင်းကြွေလာလီတော်သည် အချိန်ဒီခရီးပြင်းနှင်လျက်ရှိနေသည် ကုံဆုံးခဲ့သောအချိန်များသည်အမှုမဲ့အမှန်မဲ့နှင့်နှစ်နှစ်မြာကြာသွားလေပြီထိုနှစ်နှစ်ကအစဉ်အမြဲတိုးရှန်၍သာလာသောအတွေ့နှင့်တောကပရိဒီဝါထောင်းထူနှိမ့်ဆက်ခြင်းကိုခံနေရသည်လှနှွေ၏ထူးခြားစိတ်ငြိမ်လာသောပဝတာပင်ဖြစ်ချေ၏ အိမ်ရှိမှတစ်ပေများသည်ရိုးတံကြီးများထောင်လျက်အရွယ်များတလှုပ်လှုပ်ကြွေးကြနေကြသည်ဝါဝင်းသောနေလုံးကြီးသည်တိမ်ရိပ်တွင်းမှပေါ်လာလေသည် လမ်းမပေါ်ရှိတစ်ပေများရှံမိုး၍ထားသောနေရာတွင်ရွှေရောင်တို့သည်တစ်ပင်ဖျားပေါ်သို့အန်ကြလာလေသည် မန်းချောင်းရင်သည် အခန်းထဲတွင်ပက်လက်ကလထိုင်ခင်း၍ဗရင်းမောက်ကိုမျက်နာပြုကာတရင်စာဖန်နေလေ၏။လှနွယ်သည်နန်းနေဆောဆောလက်ဖက်ရည်စားပွဲပြင်ပြီးနောက်အခန်းထဲသို့ဝင်လာကာမန်းချောင်းရင်နားသို့ကတ်သွားလေ၏။မန်ချောရင်သည်မိမိရှိသူရောက်လာတော့လှနှွယ်အားကိစ္စကိုမေးဟန်ဖြင့် စကားတလုံးများမဟာပဲမျက်နှာကိုကြည့်လိုက်လေသည် ဲ့တဲ့ကဘယ်နှစ်ယောက်စာလဲအမရဲ့မချောရင်ဒီတရင်စာကိုပေါင်ပေါ်တို့ချထားလိုက်ကလင်မယားနှစ်ယောက်စာတဲ့ပါ ကြည်ဝဲခဲ့ကွယ်ဟိုခန့်အေးအေးပြောလေလှနွယ်ဒီကလထိုင်းတစ်ပေးတွင်လေးလံစွာထိုင်ချလိုက်သည်မချောရင်ဤမျက်နာကို မကြည့်ပဲတွေးတောနေသည့်အမှုအရာဖြင့်ပြောဆိုလေသည်နေတိုင်းနေတိုင်းဝယ်ရတာဈေးထဲမှတလဲလဲနေ မင်းစင်းသောဝယ်ခဲ့ရတာအမရဲ့အဲ့တဲ့ဘူဒီနေ့ဘာဝယ်ခဲ့ရမယ်ဆိုတာမတွေ့တတ်လို့ပြောပါအောင်အမရဲ့မချောရင်ရှေ့တွင်လှနွယ်ဤညီးတွားပြောတန်သည်ဤအကျိန်မီလျင်ပထမဦးဆုံးအကျိန်ဖြစ်ပေ၏မိမိရှေ့တွင်ကျုံကျုံယုံယုံထိုင်လျက်ဟင်းရံဝယ်ရမည်အရေးကို မတက်မတာတွင်းငွေးနေသည့်မျက်နာကလေးကိုမျက်တောင်မခံစိုက်ကြည့်နေမိသည် မန်ချောရင်သည်ဟင်းရံကိစ္စကိုမစင်စားဘဲလှနွယ်ဤကြုံလီနေသောမျက်နာ ကြည်ပုံရှုပုံခန်းဆန်းဆန်းစင်းနေလျက်ရှိသောမျက်လုံးများကိုငေးကြည့်လျက်စိတ်ကတခြားသို့ရောက်သွားကဘယ်နေရာတကွဲမှစိတ်ချမ်းမြေ့စရာမရှိသောလှနွယ်ဤအတိတ်ဘဝကို ပြန်မြင်ကြည့်နေသည်လှနွယ်သည်မူးတမူပြောင်းထွက်နေသည် ညို့ညို့မိုင်းမိုင်းအမူအရာမဟုတ်ဘဲအားတဲ့တရောဖြစ်တော်လေရွှင်ရွှင်ပြပြမရှိတောကရောင်ဆိုင်းဆူလျဲရင့်မိုင်းနေလေသည်လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။